အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1954ခုနှစ်ရှစ်မဝမဂ္ဂဇင်းမှာပါရှိတယ်စာရေးဆရာကြီးတကုံတာယာရေးသားထားတဲ့တက်စီဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့လေးပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ကျမကတော့စဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်တက်စီအခန့်တဲ့ဂရိတာစံပေါ်တည်ဒေါသဖြစ်တိုင်း လက်သေးကိုသာတွေ့တွေ့ကြိုက်နေလေ၏သူ့ဘေးတွင်ကတ်ထိုင်နေသောအသွဲမှာဆရာပြောသည်။စကားရံများကိုကုန်း၍သာမှတ်နေသည်အသွဲမှာရင်မွေးကြိုက်သောเจ้าသူကလေးဖြစ်ရာသူမ၏ရင်မွေးနံမှာဂရိတာ၏နှာခေါင်းဝါတို့တင်းပြန်၍လာသည်သို့သောဂရိတာမှာရနက်ကိုလည်းမမွေမီအသွဲနောက်တန်းမှာကဲ့၍နေသောတယောက်ကပြအသားနီနီနှင့် ယူဆိုင်ဆိုသောចောင်းသားမှာကိုကိုရှိသူညွှတ်နိုင်သည်များညွှတ်ပြီးမျက်နှာမှာပဋိကာဤစပွဲသို့မူထားတော်လဲတချမ်းမြင်ရသောအတွေ့မျက်နှာကိုငေးဆွေလျက်ရေးမွေးနှင့်ချွေးနှံရောနေသည့်မိမယနဲ့ကိုခန်းစားကရင်ထဲ၌လိုက်ဖို့နေဟန်ရှိလေသည်ဆေးဘဲဆိုင်ရာပဋိကာဒေါက်တာစင်တိုးကဗတ္တူရီယာဆိုသောပိုးမွားပညာရပ်ကိုဟောပြောလျက်ရှိသည် နောက်ကြတော့အဲ့ဒီပိုးမွားကောင်လေးတွေဟာတက်မဲ့နိုင်ထရိုဂျင်အစုအဝေးအဖြစ်ပြောင်းလဲသွားကြတာလည်းရှိတယ်။ဂရီတာကဆရာအီဟောပြောတဲ့များကိုမကြားသူ့နားထဲ၌ကြားနေသည်ကကိုစမဲအမှုကရဲမှာစောင့်နေမင်းဆက်ဆက်လာနော်ကိုကိုတော့အကြောင်းမရိုက်နဲ့ဟုတ်တော့ကိုမြထွန်းဤအတန်ပင်သည်ကိုမြထွန်းကဂရီတာကို အမြဲရုပ်ရှင်ခေါ်လေရှိသည်ရုပ်ရှင်ကြည့်ရန်ချိန်တိုင်း ကိုမြင့်ထွန်းကအမြင်လက်မှတ်ဝယ်ပြီးသားဖြစ်နေသည်ကိုမြင့်ထွန်းမှာဓာတုဗေဒဆိုင်ရာ သူရေတနာဌာန၌အထူးအရာရှိဖြစ်ရာတကိုယ်ရဲနေသူဖြစ်၍ငွေအမြင်ပုံနေတတ်သည်ကိုမြင့်ထွန်းကစေချောင်းသူဂရိတာဤဖြက်လက်သွက်လက်ပုံစေသိပ်ပင်၌စိတ်အားထက်သန်မှုနှင့်တင့်လွယ်ပြိုးဦးသောအလှတို့ကို စွဲမဲ့နှစ်သက်သူဖြစ်သည်ဂရိတာကစစ်ပီးခင်၌ ဆန်း၍လာသောကျဲပွင့်ကလေးဖြစ်သည် အထူးသဖြင့်လွတ်လပ်၍ရပြီးမှတက္ကသိုလ်သို့ရောက်လေသည် ဂရိတာဟုသောအမည်ပင်လည်းရင်လွတ်လပ်၍ခေ၌အင်္ဂလိပ်သဘောတရားတွေကိုလွတ်လွတ်လပ်လပ်ကြီးပြန်လည်ဆက်သက်သောခေစန်းချိန်ရောက်၍လာသည့်အတိုင်းမှဲ့ခေါ်လိုက်ခြင်းဖြစ်ပေသည်တခါကအရာရှိကလန်များကို လမ်းမမှမျှော်ကြည့်ကား နဲချဲတွေရဲ့ဖြောပြမှုအပြော်အပါတွေပါဟုကဲ့ရက်ခဲ့တော်ညာလဲယခုပြည်တော်စုကလတ်ဟု၍ရင်းကျေးစွာတမုတ်အပ်သောပျော်ရိပ်တာ၌ရေခဲစင်ပြာနှင့် အာလူချော်ကိုတကြွကြွအမိကလွတ်လပ်ရင်အရာတာကိုခံစားနိုင်ကြပေပြီဤတီမှာလဲအချိန်နေအရာဖြစ်ပေသည်ထို့အခါကခုံဖနက်နှင့်ပင်နီဝက်ကတခင်ကျက်သွေးအဖြစ် အရေးတော်ပုံအောင်ပါစေဟုအတန်ဝင်အောင်ကြွေးကြော်ခဲ့ရ၍ယခုကဥကျက်သွေးအဖြစ်ထွက်ကုန်ဝင်ကုန် export license ရကစတူရီဘေကာကို ကိုယ်တိုင်မောင်းလျက်ဆိုရှယ်လစ်ပိတ်မှန်ကြီးတိဆောက်နေသောတကယ့်တော်လန်ရေးခင်တမရတော်ကြီးဖြစ်နေသည်မဟုတ်ပေလောဂရိတာသည်လည်းရင်းသို့ဆိုဗီယက်စနစ်ထက်သာပေသောဒီမိုကရေစီအပြည့်အဝ မလိုက်ဘက်ပါရရှိထားသော ဆိုရှယ်လက်ခဲဝဲဂရီတာစတန်ဘောဟူသောနာမဖြင့်စေကောလိန်၌ကြောကြားသူကလေးဖြစ်နေပေသည်သူမသည်လက်သေးကိုကြိုက်ခါပါလာသောလက်သေးပေါ်များကိုပင်လက်နှင့်ယူ၍ပစ်ချလျက်အလုံများနေသည်ကိုဘေးမှအသွဲကယူပါလောက်နေတာလဲလက်ချမမှတ်ဘူးလားဟုသတိပေးလိုက်သည်သို့တော်ဂရီတာမှာဒေါသထွက်နေသူမို့ ဘာမှပြန်မပြောပဲလက်သေးအကိုက်ရခာသတိကိုမူလိုက်သည်ဒီပွဲတော့ဂရိတာက ပြပါမယ်ဟုဂရိတာကကိုမြထွန်အားပြုံးကပြောလိုက်ခဲ့သည်ဘာပြုလို့လဲဟွန်းအင်းဂရိတာကိုမြထွန်ကိုပြမယ်ဒါပဲနော်လက်မအရင်ဝဲမထားနဲ့ခုမျက်စောင်းတစ်ချက်ထိုးကပြောသည်ကိုမြထွန်မှာဤအနှဲ့ကလေးများကိုစွဲနေသူဖြစ်သည်ကိုမြထွန်ကအနာတို့တိုးကလာက ဘာဖြစ်လို့လဲဂရိတာ ကိုကို အားနာလို့လားဂရိတာကိုရုတ်ရှင်ပြရတာနဲ့ကိုမွဲမသွားနိုင်ပါဘူးကိုကိုအထင်သေးလိုက်တာဟုအတန်ကိုနှိမ်ကားပြောလိမ့်ဤအတန်ကိုနှိမ်၍ပြောရသည်မှာရင်းနေတော်လေတံပါပြီးပို့၍ခင်မင်လာသည်ဟုမထင်ဖွယ်ရှိလိမ့်ဤဂရိတာကလည်းလေတံနှိမ်ကားကိုမြင့်ထုံးကိုဂရိတာအားမနာပါဘူးဘာဖြစ်လို့အားနာရမှာလဲဒါတော့ခင်နေတာ哦နော် ကိုမြင့်ထောမှာဒီလောက်ခင်နေတာဟူသောစကားရံများအတွေ့ရင်ထဲ၌ဖိုလိုက်နေသည်ဂရိတာမှလည်းကြည်နူးနေ၏ဂရိတာကပြခြင်းလိုပါဂရိတာကကိုမြင့်ထောကိုမပြရတော့ဘူးလားရှင်ကိုမြင့်ထောမှာပြောင်း၍နေသည်ဂရိတာဤဒေါသမှာချစ်စပွဲကောင်းနေသည် မနေ့ပြန်မနေ့ဖက်မှာဂရိတာနှစ်ချိန်မဲရှိတယ်စမဲအမှုကတဲ့စောင်းဆိုင်မှာစောင့်နေဂရိတာလာခဲ့မယ် ဂရိတာဖာသာလက်မှတ်ဝယ်မယ်။ကိုမြင့်ထွန်းဝယ်မထားနဲ့။ဟုတ်ဂရိတာကပြောခဲ့၏။ဂရိတာသည်မိခင်ထံငွေနှစ်ကလာပို့ရန်ညနေကစာရေးတောင်းထားသည်။သို့တော်ခါတိုင်းဘဲအခါကမှမပြတ်ကွက်ဘူး။ယခုငွေနှစ်ကပေါ်မလား။ရုပ်ရှင်ချင်းလွန်ခဲ့ပေပြီ။ဂရိပြက်သည့်အတွေ့စိတ်မက အချိန်လွန်၍သွားပြောရန် စမဲအင်ဘူကာဒန်ဆောင်းဆန်ရောက်တော့အခါကိုမြထွန်းကိုမတွေ့ရတော့လွဲရလေပြီဂရိတာမှာကျောင်းစာတွေနေလျာတင်ငန်းချုံနိုင်နေသောမိဘများထံယခုလိုမော်တော်ကားငွေတို့မားလေးရှိသည်ဂရိတာဤဖခင်ဥစတယ်ပေါ်မှာညီမပညာရှိကျန်းတဲ့ပုဂ္ဂိုလ်တူဖြစ်သည် သူရေတနာဂျာနေ၌အေရီဒါချုပ်လောက်ခဲ့သည် အတန်းလွတ်သည့်ခေါင်းလောင်းတဲ့တည်တင်းတည်းမိလာသည် ဂရိတာသည်စာအုပ်ကိုတင်ကံအသွဲ့ဘက်သို့လှည့်၍ကိုကျောင်းဆောင်မပြန်ဘူးအိမ်သွားအောင်မယ်ဟုပြောလိုက်သည် အခန်းနှင့်ဟဲ့ဂရိတာကျောင်းပိတ်လိုက်သလားဂရိတာဤမိခင်ဒေါပန်းယောကလမ်းမင်းနေသည်ဂရိတာသည်ဘာမှပြန်မဖြေလှဲ့မကြည့်ပင်အခန်းထဲသို့တိုက်ရိုက်ဝင်သွားကစပွဲပေါ်သို့စာအုပ်များကိုပြစ်ချလိုက်သည်ဒေါပန်းယောသည်အံ့အားသင့်ရမှာ တော်တော်ကြာအခန်းထဲမှာထွက်မလာသဖြင့်လိုက်သွားရာဂရိတာသည်ခေါင်းအုံးကိုဖက်ခံရှိုက်နေသည်ကို တွေ့ရသည်ဂရိတာဘာဖြစ်လို့လဲဘာမျှပြန်မဖြေရှိုက်၍သာနေသည်ဒေါ်ပန်းယုံသည်ဂရင်ဘော်တွင်တင်ပလွဲထိုင်ကဂရိတာ၏ပခုံးကိုပွေ့ပြီးထူလိုက်လေသည်မမေကိုပြောဆက်မအောင်ဘာဖြစ်လို့လဲနေမကားဘူးလားဟုဆိုကဒေါ်ပန်းယုံကနဖူးကိုဆန်းလိုက်မှာ အဆက်ရက်လိုက်သည်ဝမ်းနေလို့ပါမမီရဲ့ဒေါပန်းယုံမှပိုး၍ကျင်နာသောအတန်ဖြင့်မမီကိုပြောဆက်မအောင်တမိကလေးရဲ့မမီတို့ဘာမှမသိရဘူးအတန်ကြာ တရွေ့နေသည်တမိပြောမှသိရမှာပေါ့တမိလေးရဲ့မမီကိုပြောပါအောင်ဂရိတာသည်မျက်ရည်ကိုလက်ကင်ပေါ်ကနှစ်တော့လိုက်ကတမိအဆက်ကွဲတာပေါ့ငွေနဲ့ကပို့ဖို့မှာတာဘာဖြစ်လို့မပို့တလဲဒီတော့မှဒေါပန်းယုံမှာ စိုးရင်ချင်းများပျောက်ခါပြုံးလာလေသည်အဲ့ဒါတမိဖေဖေပေါ့စာအုံးမမေမရဘူးမမေဈေးသွားနေတော့ရတာကိုဆန်ဘဝတစ်ခါတစ်ခါဒီလိုပဲဂရိတာမနားမလည်နိုင်ပဲအမေလောက်သူအားငေးကြည့်နေသည်လာထတမိကိုဆန်ဘောစီသွားရအောင်စာကြည့်ခန်းထဲမှာကိုဆန်ဘောဤစာကြည့်ခန်းတွင်စာအုပ်ဗီဒီယိုများဖြင့်ပြည့်ညံ့ရှုပ်ထွေးနေသည်ဗီဒီယိုမဆန်၍ ကျမ်းပေါ်တွင်ပုံလျက်သားကားမနေဓာတ်တနေရာတွင်ပေရွက်များပရက်ပိုက်များလည်းရှိသည် ရွှေရောင်တို့မှပြည့်ရင်းနေ၍ဝါရင်ရင်ဖြစ်နေကြသည်ဆောင်းများကနှစ်ကြာပြီဖြစ်၍ဟောင်းနှွမ်းနေကြပေပြီမကြခဏကိုက်တွယ်ခြင်းခံရသဖြင့်လဲဆာရွက်တို့မှာတွန့်ကျေလျက်ရှိကောင်း၏ဓာတ်တစ်ဖက်ရှိပေရွက်ထုတ်ကြီးကပေကူအိမ်များပင်ရှက်တန်းကား မုံမွားသောအတိတ်နှင့်တယုတ်တူလာပေသည် သူတေသနာဆရာကြီးဥစံပေါ်မှာပြောင်းလဲသောကျမ်းမြေပေါ်၌ထိုင်ကဟောင်းဝါကျွတ်ဆက်၍နဘေးသားများဖွာနေသောဝစိမ့်ညက်ထားသည့်ဇာအုပ်ရှိရှိတအုပ်နှင့်ပေးချက်တစ်ချက်ရှေ့တွင်ချကထူထဲသောမျက်မှန်ကြီးနှင့်ငုတ်ကြည့်လျက်ရှိသည်ဥစံပေါ်မှာ သူ၏လုံငန်း၌စိတ်ဝင်စားနေသည်ဖြစ်၍ဇနီးနှင့်သမီးဖြစ်သူတို့၏ခြေတံကိုမကြား တော့သမီလာနေတယ်ရှင်ခုဒေါ်ပန်းယုံကအသက်ပြူလိုက်မှာဥဆန်ပေါ်သည်မျက်မဲအပေါ်မှာမျက်လုံးကိုလှမ်း၍ကြည့်လိုက်က လာဟုဆိုလိုက်သည်ဂရိတာမှာသူ့ဖခင်အားငေးဆိုင်ကြည့်နေသည်ဥဆန်ပေါ်ဤဆိုင်ရင်စပွဲပေါ်နှရှိတက်ကလက်အစိမ်းပေါ်၌အဝါနုရာစကူကောက်ကလေးကိုကျင်းမြင့်ယုံနှင့်ဖိထားသည်ကိုဂရိတာကမြင်သည် သူငွေတောင်းသည်စာဟုအတက်သည်သည်သူတုံးနေကြ အဝါနုယောင်စာရေးစကူပင် တော့သမီးလေးကငွေမပို့လို့ဝမ်းနေနေတယ်။စာဖို့ပေးမယ်လို့ချိန်ထားတာဂရိပြတ်တာပေါ့ဟုဒေါ်ပန်းယုံဆက်၍ပြောသည်။ဂရိတာက သူ့မိခင်အားငွေမပို့သည့်အတွက်စာဖို့ငွေများပေးရန်ချိန်ထားသောဂရိပြတ်၍ညနာပူစရာကောင်းနေကြောင်းလိန်ထားပြီးဖြစ်သည်။ဥဆန်ဘောကလားဟုဆိုကဝါးစိမ့်ညှက်ထားသောစာအုပ်ရှိရှိကို လက်နဲ့ညက်ကထားလိုက်သည်နှုတ်မှလည်းဒီပြိုကနှုတ်ခဲ့တဲ့အနှစ်60လောက်ကမော်လမြိုင်တစ္ဆာဝရီပုံနှိပ်တိုက်ကရိုက်တာဒါကိုအမှန်ဆုံးဆိုပြီးကိုးကကြတာဟောတလာလုံးရှာလိုက်တာဖောင်ကြီးဥယျာဝတ္တဆုတ်ထားတဲ့ပင်မူကိုတွေ့တယ်။ရောင်ဝယ်ဖြိုးကဲတရရက်တိချီအပိုက်မှာတွားတွေ့တယ်ဟု ပြောပြီးဂရိတာကိုကြည့်၍သမီးကတဲပေါ်တာကိုကွဲဟုညီလိုက်လေသည် ထို့နောက်ဥစံဘောသည်ဇပွဲပေါ်မှစာရွက်အဝါကလေးကိုဂရိတာအားပေးက သမီးစာကိုဖတ်ကြည့်အောင်ဟု ပြောသည်ဂရိတာသည် သူ့ပို့လိုက်သောစာကိုပင်ရက်ဖတ်ရသည် သူ့ဖခင်ကဘာကိုဆိုလိုသည်ကိုမသိမမီသမီးအရေးတကြီး300ရာရှိပါ၍ငွေ300နှင့်ကားကို မနေ့စနေ့အရာလွတ်ပို့ပေးပါဒရိုင်ဘာခင်မန်ကိုလွတ်ပါအရေးကြီးပါ၍ အချိန်မီခက်တော့တော့ပို့ပေးပါဂရိတာတော့တော့ဟူသော စလုံးများတွင်မင်းနီဖြင့်မြင်သာထားသည်ဂရိတာသည် နားမလဲပဲဖခင်ဥဆန်ဘောကိုသာ ကြောင်ရွေ့ကြည့်နေ၏ဒေါ်ပန်းယုံကပြုံးနေသည်ဖဖြစ်သမီးဆိုပြီးဒီလောက်မှတပ်ပေါင်းအဆက်အဟက်ကို နားမလဲဘူးလားဖဖြစ်တို့ကြာနေမှာစပင်းစစ်ထိုးနေတာများမသိဘူးလားတုတ်ကိုပတ်သက်ရတယ်ဆိုတာများမသိတာအဲ့မှာရဲ့သမီးရဲ့ ဖဖေရဲ့သူတေသနာလုပ်ငန်းတွေအခုဖဖေရင်းနေတဲ့တက်ပုံတက်ဖို့အဆူဆူဆိုတဲ့ကျန်းခိုင်ကြီးများအားနာပါအောင်ဥဆန်ဘော်ဤအတန်မှာမကြောနေသည်ယခုနှစ်တွင်ဇာနေစင်းများ၌ဥဆန်ဘော်ဤတက်ပုံဆောင်ပါများကို ဖန်နိုင်သည် သူသည်ဆရာတော်ဥယေဝတ္တကျောင်းမှရလိုက်သောပေတော်ကြီးကို အားကို၍တက်ကတော်မှပမောခာများနှင့်တဖက်အကြီးအကျယ်စပေးစခင်လျက်ရှိနေသည် နှစ်ဖက်စလုံးအကိုအကာများနှင့်တက်တဲမဲမဲအကျဲ့အနေနှွေးနေကြသည်ဖဖေကတက်ပုံမှားတာကိုနည်းနည်းမှသိမခံနိုင်ဘူးအခုဖဖေသမီးဟာဒီအမကြီးနဲ့ရေးတယ်ဆိုတော့ဒီစာကိုဖဖေအသိအမှန်မပြုတ်နိုင်ဘူးသမီးစာကိုကျောင်းကပမောက္ခတွေဖတ်ရရင်ဘလောက်ကဲ့ရဲ့ကြမလဲဂျာနယ်တွေထဲမှာဥဆန်ဘောသမီးရဲ့တက်ပုံလို့တယောကြမှာပေါ့ဥဆန်ဘောမှာမျက်မှန်တဝင်းဝင်းနဲ့ဒေါ်တာထွန်းနေသည် ကဲပါကိုစံဘောကလည်းတော့ပါတော့သမီးလေးနောက်ထပ်စိတ်မကောင်းဖြစ်ရအောင်လာခရီးတာနောက်လေသမီးကတက်ပေါ်မှန်အောင်ရေးကွယ်ကိုစံဘောကလည်းတက်ပေါ်မှားတာနဲ့ငွေမပို့ဘူးဆိုတာမမေမသိလို့ပါလာဟိုဆိုကခရီးတာကိုဖက်၍စာကြည့်ခန်းထဲမှာထွက်လာသည်အခန်းဝရောက်လျင်ထမင်းစားရဲကွာခုခိုက်မှာကစွန်ရွက်တို့เสียရလဲပပစီဟေးဟုမှကြားနေသည် အတန်ကြာလျင် သားမိသားဖသုံးယောက်ထမင်းစားပွဲတွင်စုံကြလေသည်ဥဆန်ဘောကဒေါသပြင်းနေလေပြီဂရိတာရင်ငက်တယ်မမေးဟုဂရိတာကမိခင်အားပြောပြီးနေရာမှထားလိုက်သည်နေအောင်ရေကုန်နေတယ်စောမြရီတောက်ရီတစ်ခွက်ဘုံပိုင်းကစစ်ယူခဲ့စမ်းဟု နောက်ဖေးသူလှမ်းပြောလိုက်သည်ဂရိတာကနေပစိမမေးဂရိတာမေ့သွားတယ်ဟုလက်ပြတားလိုက်သည် ိတံမှာရေကိုချက်ပြီးမှတောက်လေရှိသည်သို့မဟုတ်ကလည်းပိုးတက်စီထက်ပြီးမှတောက်သည်ရေစိမ်းကိုတောက်လေမရှိပေစေချောင်ရောက်မှသူ့အိတ်ခန့်တွင်တီးတန့်ရေအိုးထားရှိသည်တို့စရာကိုရင်းနှွေးဖြောပြီးမှစားသည်ဒါပဲတောက်ပါသမီးရဲ့ဖေဖေတို့တောက်နေတာပဲဟုဥဆန်ဘောကပြောသည် မဟုတ်ဘူးဖေဖေရဲ့ခြေထဲမှာယောဂပိုးတွေရှိတတ်တယ်ဂိတာတို့မမြင်ရလို့သား လေထဲမှာလည်းပိုးတွေဟာရှိတာပဲမှန်ဘလို့ကြည့်ရင်မြင်ရတာပေါ့အတဲကြမ်းမဥစံပေါ်ကဖေဖေတို့ဗမာစေးပညာနဲ့အသက်ရှင်လာတာနှစ်ပေါင်းတထောင်ကျော်နှစ်ထောင်ရှိပါပြီကွယ်အခုကာလအခုကာလလောက်လဲယောဂါမထူပါဘူးဂရိတာကကြားဖြတ်၍ဖေဖေကလည်းဂရိတာတို့ပိုးတွေကိုနေ့တိုင်းမှန်ဘလူးနဲ့ကြည့်လစ်လာနေတာပါဖေဖေရေယောဂါပိုးတွေဟာလေထဲမှာပြတ်နေကြတာ လူထဲဝင်ရင်ယောဂါဖြစ်ပါလေရောဖန်ခွဲနဲ့ရေလာချသည်ဂရိတာသည်လက်နှင့်ယူကာဘေးသို့ချလိုက်သည်ဒီလိုဆိုရင်ဖေဖေတို့ဗမာလူမျိုးတွေအကောင်သေးကောင်ရောပေါ့ရှေးရလူတွေကအခုခေတ်လူတွေထက်တာဂျမ်းလဲဂျမ်းမှာတောင်လဲတောင်ယောဂါလည်းဒီလောက်မများပါဘူးဟု ပြောပြီးဥဆန်ဘော်ကရည်နေသည်ရှေးရလူကြီးတွေဟာအင်မတန်တန်ဆွမ်းကြတယ်ကွသမီးတို့လက်ထက်ကြမှာပဲ ။ဦးအတက်ပေါက်ရတာနဲ့အသေးတစ်ချက်ကြည့်ရတာနဲ့ဟုဆက်လက်ပြောနေသည်။ကဲပါတော်ကြပါတော့။ထမင်းသာစားကြစမ်းပါရှင်။ကဲသမီးလည်းစား။ကျမတော့ရှင်တို့သားအဖအိုတစ်စီ၆နေကြပြီလို့ပြောချင်တယ်။ဟုဒေါ်ပန်းယုံကဆိုလိုက်သည်။ဘာကွာဟုဥဆန်ဘောကအင်းကျော်စုံကိုမြောက်ရင်းမေးလိုက်သည်။ရှင်မလည်းဒီတက်ပုံနဲ့မစားနိုင်မတောက်နိုင်ဖြစ်နေတယ်။ပတ်တက်တက်မတက်တက်တော့မထိုးပါဘူး။ အတိတ်ပဲနားလေတာသာလိုရင်းမှာဟောဒီသမီးကလေယောဂပိုရွေးပဲလှက်နေတာပဲခုဒေါ်ပန်းယုံကလေးအေးအေးနဲ့မှတ်ချက်ချလေသည် သူရေတနာပညာကျော်ဥဆန်ပေါ်သည်ဒေါ်ပန်းယုံအားကြည်လိုက်သည်ဆေးကောလိပ်ကျောင်းသူဆရာဝန်လောင်းဂရိတာသည်ဒေါ်ပန်းယုံအားကြည်လိုက်သည်ဒီနေရာမှာတော့ဆရာကြီးတကောင်တာယာရေးသားထားတဲ့တစီဆိုတဲ့မဂ္ဂဇင်ဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်